မလေးတူမလာဟုတ်ပါတယ်ရှင်ဆိုတော့မြန်မာလေးမနေ့ပြန်ကြည့်ရှင်ပေါ့နော်မြန်မာစားမှာမျိုးပေါ့နော်ရိုက်ကူးကြီးလေးတည်တံ့ရှိပါတယ်ပေါ့အစိုးပြိုင်ပွဲမဟုတ်ဘူးဆိုပြီးတော့အာအဲ့လိုမျိုးခေါ်ခဲ့ရဆိုတော့ဒီမှာသွားပြစ်ခဲ့တာပေါ့ဟုတ်အဲ့မီတင်လုံးထဲမှာအဲ့လိုမျိုးပေါ့အာထိုင်းနေတဲ့အချိန်မှာကိုတော်တော်ရွေးပြီးတော့ခေါ်ပြီးတော့အဲအဲ့လိုမျိုးပေါ့မြန်မာလေးတူမအဲ အဲ့လိုဒူးအကြောင်းပေါ့နော်အကိုတို့ဒီလူအများကြီးနဲ့အကြောင်းပေါ့နော်အဲအဲ့လိုလူမပြီးတော့ရွေးလိုက်ခေါ်မိလိုက်တယ်ပေါ့နော်အတန်ဆွမ်းတရရဲ့အခက်ခဲအဲ့လိုရှင်ညီမဒီရွှေပြည်သားကနေပြီးတော့မြို့ရဲထိလာတဲ့အခက်ခဲပေါ့နော်သူတို့တင်ပြတယ်သူတို့ပြောပြတယ်ချမမိုင်ကဘလို့မသိဟန်မချ ရှင်ဖတ်မဲ့ကြားဖတ်မဲ့ပြောကကြီးတယ်ခွေးကြည့်ပါအောင်နဲ့အပြောအကျွဲသဘောကမလွဲအမ်ဘာကြောင့်ဝင်ပြိုင်ပြနေလဲဆိုတော့ညီမကကျွန်တော်ညီမတို့ဒီမတန်ဆွမ်းနေတချို့မတန်ဆွမ်းနေရဆိုဒီလူလူပောင်လူပောင်ဝင်ချင်အောင်ပါပေါ့နော်ညီမတို့တာတိုးဖို့ကျော်အရန်ကြောက်ကြလို့ပေါ့နော်အဲ့ဒါနဲ့ပေါ့ညီမကလည်းဟိုဒီမတန်ဆွမ်းနေရရှေ့ဆောင်လမ်းပြပေါ့နော်ကိုကြီးဟိုကိုလိုမျိုးသွားရလာရအောင်ပြောရဆိုရအောင်ဆိုတဲ့အနေထားနဲ့ပေါ့နော်ညီမကဒါစံပြတယောက်အနေနဲ့ဝင်ပြီးတော့ပြိုင်ပြပြိုင်လိုက်တာပေါ့ဟုတ် ဟိုဘာသာတတိမွေးကြရလဲဆိုတော့ဘောနော်အဲအရင်တော့ကကိုယ့်ရဲ့ရှေ့ဆောင်လမ်းပြကိုအောင်ကိုကိုကလည်းရှိထားတဲ့အနေထားနဲ့ဆိုတော့အော်ကိုလိုမတန်ဆွမ်းကိုအောင်ကိုကိုကလည်းအခုနေရာမှာပေါ့နော်သူကအော်ဟိုဒိုင်းရင်းနဲ့ပေါင်ဝင်နေဖြစ်တဲ့အတွက်ကိုကလည်းအဲ့ဒီကိုအောင်ကိုကိုအားကြတဲ့အနေထားနဲ့ရောအဲ့ဒါဆိုရင်ကိုကိုကိုပိုင်းရတဲ့ အရန်ပြိုင်ခြင်းနဲ့စိတ်ပေါ့နော်အဲ့လိုဆိုအတွေ့အကြုံနဲ့ရကျင်တာပေါ့သူမျိုးလူကြားတဲ့သူပြီးတော့အတွေ့အကြုံအာရကျင်တဲ့အနေထားပေါ့အဲ့ဒါအဲ့ဒါတခုပေါ့နော်အဲ့ပြီးတော့ဒီကကိုကဒီအစိုးပိုင်းဝင်လာရန်ဝါနာပါတယ်အဲ့ပြီးချင်းအဲ့လိုမျိုးမနေ့ပြန်သွားပြန်ရမှာဆိုဒီနေ့ညလိုတာကိုကစိတ်တွေလှုပ်ရှားနေတယ်မလားအဲ့လိုမျိုးဆိုတော့ဟောငါဟိုရောက်ရှင်ဖြောဖြစ်ပါမလားစားသားရမြမိမလားပေါ့နော်အဲ့လိုမျိုးကိုကိုဟို အရင်ပေါ့နော်စိတ်ပူခဲ့ရပေါ့ဟိုရောက်တော့လဲပေါ့အဲ့လိုမျိုးတခါမှကိုကစင်ပေါ့အဲ့လိုမျိုးမတက်ဘူးဆိုတော့လေဟိုရောက်တော့လဲပေါ့နော်လက်တရတုံပေါ့ပေါ့နော်စာသားတချို့လာလေမိတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ နည်းနည်းတော့အဲစိုးရင်ကြီးတွေရှိတာပေါ့ဒါပေမဲ့လည်းကိုကလည်းငါပြိုင်နိုင်ခဲ့ပြီပေါ့ငါဒီပေါ်တက်နိုင်ခဲ့ပြီစင်ပေါ်တက်နိုင်ခဲ့ပြီဆိုတော့စိတ်ပေါ်တော့အဲ့လိုမျိုးဆိုတော့အခုကိုဝမ်းတာခဲ့ပါတယ်ဟုတ်ပြောအကျွဲသဘောကမလွယ်ယောက်ျားဆိုတာလူရင်းလဲတနည်းရတယောက်ချခွေရဖောက်ပြမျက်နှာများပါလေလူတွေအကုန်လုံးပေါ့နော်အဲ့လိုမျိုးအစောင့်နေချိန်မှာကိုကဝင်သွားတဲ့ခါမှာကိုလေးအဲ့လူတွေရဲ့အာယုံစွဆိုင်မှုကကိုတိကုတ်တယောက်ဖြစ်စီရောက်လာတာဆိုပထမဆုံးကျော်ကိုကနည်းနည်းပေါ့နော်အော်ဘယ်လိုပြောမလဲစိတ်ထဲမှာတမျိုး မျိုးဖြစ်သွားပေါ့တမျိုးဖြစ်တယ်ဆိုလိုမျိုးရှက်လို့မဟုတ်ဘူးတိရမလားဟိုငါတယောက်ထဲပါရပါလားငါကငါဂုံယူရမှာပေါ့နော်အဲလိုမျိုးရွေးခံရတဲ့အတွက်ပေါ့နော်လိုမျိုးလေးလှမ်းခေါ်ပေးရတဲ့လိုမျိုးဖိတ်ပြီးတဲ့အတွက်ကျေးဇူးတောင်တင်နေပါပေါ့နော်ညီမစတားဟောပါပေါ့ဟောအဲလိုမျိုးဆိုဟိုကိုကဒီလိုမျိုးအဖြစ်အနေနဲ့ပါဝင်ခွင့်ရတဲ့အတွက်လည်းအဲပျော်လဲပျော်တယ်အဲလိုရှင်ပေါ့နော်ဒီလိုမျိုးပြိုင်ခွင့်ရတဲ့ one day တာပါတယ်ဟုတ်ဟိုရိုက်ကူးရေးမှာခေါ်တယ် တာတိရအဲ့လိုကြောပေါ့နော်ညီမတို့ကကြတော့ဟာ तू ကမနေ့ပြန်လို့ခေါ်มาဆိုဒီနေ့လိုမျိုးပေါ့နော်အဲညီမလေးတူးမွန်လားဆိုဘိုင်းနေတက်ပြီးတော့ညီမကိုခေါ်ခဲ့တဲ့အခါမှာပေါ့ညီမတယောက်လည်းမဟုတ်ဘူးဘေးအိမ်ရလူတွေရောရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုညီမက तू ကပြောတာကကြတော့ညီမလေးတူးမွန်လားဟုတ်ပါတယ်ရှင်ဆိုတော့ညီမလေးမနေ့ပြန်ကြည့်ရှင်ပေါ့နော်ညီမစားမှာမျိုးပေါ့နော်ရိုက်ကူးကြီးလေးတည်တန့်ရှိပါတယ်ပေါ့အစိုးပြိုင်ပွဲမဟုတ်ဘူးဆိုပြီးတော့အာအဲ့လိုမျိုးခေါ်ခဲ့ရဆိုတော့ညီမအာနဲ့ဟုတ်ကဲ့ပါရှင်မနေ့ပြန်ကြတော့ညီမဘာလေးစီစဉ်ရရမလဲဆိုရတယ်ညီမလေးအစိုးပြိုင်ပွဲမဟုတ်တဲ့အတွက်ရိုက်ကူးကြီးတည် န်လေးပါပဲညီမလေးလာပြီးခဲ့ပါဆိုအဲ့ဒါကြောင့်မလို့ညီမသွားပြစ်ခဲ့တာပေါ့ဟုတ်ဟိုဟိုရောက်တော့လူလူမလူမကောအဲဟိုရောက်တော့ကျတော့လူတွေအများကြီးပဲပေါ့နော်လူတွေအများကြီးထိုင်နေတော့ လူတွေအများကြီးနေတဲ့အချိန်မှာတို့ပါကိုကြော်ဖို့အဲ့လိုမျိုးပေါ့နော်အဲ့ meeting room ထဲမှာအဲ့လိုမျိုးပေါ့အဲထိုင်းနေတဲ့အချိန်မှာကိုတော်တော်ရွေးပြီးတော့ခေါ်ပြီးတော့အဲအဲ့လိုမျိုးပေါ့ညီမလေးသူမအဲလူတို့ကြောင့်ပေါ့နော်ကိုတို့ဒီလူအများကြီးနေတဲ့ကြောင့်မို့ပေါ့နော်အဲအဲ့လိုမျိုးလူမပြီးတော့ရွေးလိုက်ခေါ်မိလိုက်တယ်ပေါ့နော်အဲ့နဲ့ညီမပြန်ပြောပြောလိုက်တယ်ကိုအဲရတယ်လူမဆိုညီမနားလေဒါပေမဲ့လို့ပေါ့နော်ဟိုသူကဘိုင်းနေတဲ့တက်ခေါ်တယ်အဲ့ပြင်တချင်းဆိုဘိုးမဟုတ်ဘူးရိုက်ကူးရေးတိတတ်မယ်ဆိုပြီးတော့ခေါ်တယ်အဲ့ကြောင့်ခါကြောင့်အဲ့လိုကြောင့်မို့ညီမလာပြစ်ခဲ့တာဆိုတော့အဲ့မှာသူက ကျော်ထပ်ပြီး complaint မတက်ဘူးဘယ်လို complaint မတက်ဘူးလဲဆိုတော့ညီမမှားလို့ပဲမှားသွားလို့မှားမှားသွားလို့ပဲသူပြောတယ်ပေါ့နော်အဲ့လိုမျိုးနဲ့အညီမကကျော်ညီမကကျော်ဒါဟိုဘယ်လိုပြောမလဲဆိုတော့မတန်ဆွမ်းတရရဲ့အခက်ခဲအဲ့လိုရှင်ညီမဒီရွှေပြည်သားကနေပြောမျိုးရက်ထိလာတဲ့အခက်ခဲပေါ့နော်သူတို့တင်ပြတယ်သူတို့ပြောပြတယ်ညီမတို့ကဒီကနေသွားရောဟောပေါ့နော်ဒါကျော်ကိုယ်အိမ်နာကအတီလည်းဖြစ်နေရဆိုတခြားသူဆိုမှဒီလိုမျိုးဟိုတကားကားကအသွားပြန်တဲ့ကိုက58000လောက်ဖြစ်နေလေအဲ့လိုမျိုးဆိုဟိုမှာစောင့်ပေးရညီမတို့ကကျတော့ရိုက်ကူးရေး ရဆယ်နာရီလို့ခေါ်ထားတဲ့ပြည့်အတွက်ညီမတို့ကဒီကနေပြီး၈နာရီခွဲကြိုးထွက်သွားတယ်ကြိုးထွက်တာပေါ့ဟိုမှာ9နာရီ38မှာညီမတို့ရောက်တယ်ပေါ့နော်ကျောင်းညီမဖုံးဆက်ပြီးတယ်အဲညီမရောက်နေပါပြီဆိုတဲ့အကြောင်းပေါ့နော်သူကစောင့်ပြီးပါဆယ်နာရီလို့ရှင်တော့ကျွန်တော်စပါမယ်ဆိုပြီးတော့အဲ့လိုနေတာညီမစောင့်ပြီးခဲ့တယ်စောင့်ပြီးတော့ခါကျတော့အဲ့လိုမျိုးပေါ့အဲလူမျိုးဒီလူတို့ဘက်ကလူမားတယ်ဆိုတဲ့အတွက်ကြောင့်ညီမကိုရခက်ခဲလေးကိုသွားလာတဲ့အခက်ခဲလို့တင်ပြတဲ့ခါမှာသူတို့ကပေါ့နော်ထားပါတော့အဲတရားရခိုင်နှုံးမှာပေါ့နော်အဲ40ရခိုင်နှုံးလောက်တော့သူတို့ဘက်ကပြန်ပြီးတော့ဒီကြီးပြန်ပြီးလိုက်တယ်ပေါ့ဟုတ် အဲ့လိုလမ်းစိတ်အနေနဲ့ဟုတ်ဟုတ်လမ်းစိတ်အနေနဲ့ဟုတ်ပြန်ပြီးရဟုတ်ဘယ်လိုဘယ်လိုလုပ်ကုန်ရလဲကာကာဒီကနေအဲ အာဒီကအမကြီးပြောတာပေါ့နော်တို့ကကျတော့တွားနေကြဆိုပေါ့နော်အဲငါကျတို့ကလည်းအဲ့ဒီမှာတက်စီဆွဲနေကြဆိုဟိုအတော့အတွားပြန်ကြီးနဲ့စောင့်ကြီးနဲ့ဆိုရင်ဒီမှာလေးတဲ့အကူတို့က8000လောက်ယူမယ်လင်းက8000လောက်ပေါ့နော်အဲ့လိုထားပါတော့အလွန်ဆုံးပေါ့စောင့်ကဆိုရင်နိုင်ယူဝက်ဆိုရင်အကူတို့အနေနဲ့ဒါတခြားပေါ့ပက်စင်ဂျာတွေဆွဲလို့ရှိရင်တို့အများကြီးရရပေါ့နော်ဒါပေမဲ့ညီမလေးမို့လို့အပရှင်ကိုရတဲ့ခင်းနေရမှုအမေရဲ့မျက်နှာကြောင့်မို့လဲပေါ့နော်ဒါညီမလေးကိုရှော့ပေးတယ်ဆိုပြီးတော့9000နဲ့ယူလိုက်တာပေါ့ဟုတ်လူဆိုတာကတော့ဒါဟိုဟိုဘဝမှာအမားဆိုတာရှိနိုင်တာပဲလေ ဲ့အဲ့လိုမျိုးဆိုတော့ဟိုထားရပါတော့ဆိုပါဒါပေမဲ့ကိုယ့်ရဲ့ဟိုကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းတော့ပြောပြပေးခဲ့တယ်သူတို့မှာပေါ့နော်ဒီအာပရရှင်ညီမတို့ဒီအခက်အခဲကြီးအာပရရှင်တွားလာတဲ့အခက်အခဲကြီးအာပရရှင်ဒီဟိုရောက်ဖို့ဘယ်လောက်ဒီကြိုတင်ပြင်ဆင်ထားရဆိုတော့အခက်အခဲကြီးဆိုသူတို့မှာညီမတို့ညီမစိတ်ထဲမှာရှိတဲ့အတိုင်းပဲညီမပြောချပြလိုက်ခဲ့တယ်ဟုတ်အဲ့ဒါကျတော့ဟိုငွေရသားပဲအဲ့လို cash ပဲပေးအမဟုတ်ဘူးကေဘင်းနဲ့ပဲလွှဲပြလိုက်တာဟုတ်ကဲ့ပါအဲ့တော့ဒါထုံးမဟုတ်ဘူးကြတော့ပြန်မွေးရအခု ဆက်မပြိုင်ဘူးအဲဆက်မပြိုင်ဘူးဆိုတာညီမတို့ကဒီသူတို့ရဲ့နေတာ waiting list ထဲမှာလို့ပြောထားတယ်ဒါပေမဲ့လို့အဲသူတို့ခေါ်ရတဲ့ချိန်မှာစောင့်နေပေါ့ဟုတ်ဟုတ်မယ်ဆိုလို့ရှိရင်ရောဆက်ပြိုင်မှာ အဲစဉ်းစားတော့ဟုတ်ကဲ့ပါညီမတို့ကတော့အဲလိုအားပေးကြတဲ့လူတွေအားလုံးပေါ့ညီမဒီညီမစတားမှာ waiting list တွေမှာဆက်ပါတီဖြစ်စီမပါတီဖြစ်စီပေါ့နော်ဆက်ပါခဲ့လို့ရှင်လဲအဲဆက်ပြီးတော့ပေါ့နော်အဲညီမကြိုးစားတော့မယ်မပါခဲ့သည်ရှိတယ်ကိုယ်လမ်းကြောင်းနဲ့ကိုယ်အခုတွားနေကြအမှုပညာလမ်းကြောင်းအတိုင်းညီမတွားပြီးတော့အဲကြိုးစားမယ်အဲ့တခါကျညီမတို့အားပေးကြဖို့ပြောချင်ပါတယ်ဟုတ်